ဒီတစ်ခါခင်ဗျားတို့ဖုန်းနဲ့အလုပ်လုပ်နေရတဲ့သူတွေလက်ထဲမှာဖုန်းတစ်လုံးရှိတဲ့သူတွေအားလုံးအတွက်လိုတရားပစ္စည်းတစ်ခုပေးမယ်။အဲ့ဒီလိုတရားပစ္စည်းက free totally အလကလုံးဝအလကသုံးချင်တာသုံးလို့ရတယ်။မေးချင်တာမေးလို့ရတယ်။အဲ့ဒါဘာလဲဆိုရင် AI နဲ့တခုဖြစ်တဲ့ Google Gemini အဲ့ဒီဟာကို Play Store ကိုသွားဒေါင်းလုဒ်ဆွဲပြီးရင်ကျွန်တော်အစမ်းအကုန်လုပ်ပြခင်ဗျားမှာတငယ်ချင်းကောင်းတယောက်ရှိနေတယ်လို့ခင်ဗျားမှာမိတ်ဆွေကောင်းတယောက်ရှိနေတယ်လို့ခင်ဗျားမှာဘာမှမစိုးတိဘာမှမစိုးတက်နေတဲ့တပည့်ကြီးတယောက်ရှိနေတယ်လို့ခန်းစားစီရမယ် ် Gemini ကို install လုပ်ပြီးသွားရင်ဒါမျိုးလေးပေါ်လာမယ် open နေလိုက် switch လုပ်မလားဆိုရင် switch လုပ်လိုက်လို့ရတယ်နောက်ကို sync use gemini ဆိုတာနေလိုက်ဒါပေါ်လာကို Google account မရှိသေးဘူးဆိုရင် Google account နဲ့အဲ့လိုချိတ်ဆက်လိုက်ရမှာပေါ့ဗျာအဲ့ဒါလည်း continue with google ဆိုတာနှိပ်လိုက်ရုံပဲအဲ့တော့ကျွန်တော်တို့ခုဆန်းကြည့်အောင်အင်္ဂါငါတို့ ရေးပြီးလုတ်ပြုတ်တဲ့အကြောင်းအမြော်လေးနဲ့ဒီတနေ့ဒီခါတော့မျိုးကြီးမျိုးနော်ရမ်းမိုက်တယ်ပုံမြင်ကို heavy ကိုရေးပြနေတာကိုယ်ကရက်ချင်နေဆိုရင်တော်ပြီသူရေးတာအရင်များနေတယ်အဲကိုရရချင်နေဆိုရင်နှိမ့်လိုက်အောင်မေးအဲ့တော့ဂျမနိုင်ထဲမှာမေးချင်တာမေးလို့ရတယ်ဗျာ မေးချင်တာတကယ်ကိုမေးလို့ရတယ်အဲ့တော့အရန်ကောင်းတဲ့ free version တစ်ခုပဲပေါ့ဗျာကို့မှာအဲကို့မှာတငယ်ချင်းတယောက်ရှိနေတယ်လို့မိတ်ဆွေတယောက်ရှိနေတယ်လို့ကို့မသိတာတွေအကုန်လုံးမေးလို့ရတယ်အဲ့တော့ကျမ်းမိုက်ရင်းနဲ့ပတ်သက်ပြီးမေးကြည့်အောင်ဟဲ့ပါလေအတူက Google search ကိုတွားတယ် Google search ကနေပြီးတော့အော်မီဘရာဇာဆိုတာပါလေပါလေပါလေအဲ့တော့ကျွန်တော်စီးဝါးနဲ့ပဲရှာမလားပိုသိချင်တာဘာမှမဆိုပြစိတ်ကူးရင်နာ ဘာမှမဆိုရှာလို့ရတယ်။အဲကျွန်တော်နောက်တစ်မျိုးဆန်းကြည့်မလို့ရတယ်။ကြိုင်ကြိုက်တယ်ဒီမှာလက်မလေးနှိပ်လို့ရတယ်မကြိုင်မကြိုက်ဘူးပဲကြိုင်ကြိုက်တယ်ပေါ့ဗျာ။ feedback ပေးလို့ရတယ်။နောက်ကကိုကဒါကိုပြန် share မယ်။ကိုရှာဖွေထားတဲ့အချက်လက်ကို share မယ်ဆိုရင်ဒီ share နဲ့နှိပ်လို့ရတယ်။ပြီးဘယ်ကို share မှာလဲ Viber ကို share မှာလား။အမှ Facebook ကို share မှာလား share ချင်တာ share လို့ရတယ်ဒီအားကြီးတစ်ခုလုံး copy ဆွဲခြင်း copy ကူးလိုက်လို့ရတယ်ဒီကလေးနေပြောပါတော့ copy ကူးလိုက်လို့ရတယ် okay နောက်ထပ် features တစ်ခုဆန်းပြမယ်နောက်တစ်ခုကပါလဲဆိုတော့အပောင်းလေးနှိပ်လိုက်ပောင်းလေးနှိပ်လိုက်ပြီးတော့ camera လေးနှိပ်လိုက် ကင်မရာလေးနှစ်ယောက်ပြောင်းထားပါတော့ဗျာကျွန်တော်ကဒါကြီးကိုရိုက်ရှာမယ်ပြီးရင် attach ဆိုတာလေးကိုနှိပ်လိုက်ပြီအဲ့ဆိုရင်သူကပါလို့လဲဆိုရင်ကိုခုနရိုက်ထားတဲ့ပုံလေးကိုသူကဒီမှာလာတွဲလိုက်မယ်ဟုတ်အတွဲတဲ့ဒီလိုပုံလေးပေါ်လာအကြီးလေးနှိပ်ပြီးပို့လိုက်မယ်ပုံလေးမှာပြထားတာကတော့ happy rose amethyst ရှိတဲ့ tissue ပူ tissue တစ်ခုဖြစ်ပါတယ်ပုံမှာပါတဲ့အချက်လက်တွေရပါ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 ဖြစ်ပါတယ်ကြည့်ခင်ဗျားတို့သူများတို့တာပါဗျာ ဒါလေးကြီးလောက်တဲ့တော့မှသူများထက်တာနေပြီကိုပါရှာကျင်လဲကိုပါလောက်ကျင်လဲကိုဆရာကြီးဖြစ်နေပြီပေါ့ဗျာအဲလိပ်စာရှာကြည့်မယ်ရှင်ကုန်မှာအကော်ဖီတောက်ကျင်တယ်ကွာကိုကတော့ဆရာကိုနေလို့ခေါ်လို့ပြောထားရင်အဲဆရာကိုနေပဲခေါ်နေတော့တာအဲ့တော့သူ့ကိုကိုပြောထားတဲ့ပုံတရံပေါ်မှာမူတည်ပြီးတော့သူကပြန်လိုက်ပြောတာပေါ့နော်သူ့ကိုတော့အရင် train ပေးရတာပေါ့မာဆရာကိုနေရေရန်ကုန်မှာကော်ဖီခေါင်းခေါင်းတောက်လို့ရဆိုင်နေအများကြီးရှိတယ်နော်ဘယ်နားမှာပကော်ဖီတွေရှိတယ်ငါကရန်ကဲမှာတောက်ကျင်တယ်ဟင် ဒီရန်ကင်းမှာဆိုရင်ဒီဆိုင်နေဒီဆိုင်နေရှိတယ်ရန်ကင်းမြို့နယ်မှာအာဒီကော်ဖီဆိုင်လေးတွေရှိတယ်ကဲဗျာမလောက်မိုက်လဲဘာရှာခြင်းလေးဘာလုပ်ခြင်းလေးဘာတွေစိတ်ကူးထားလဲတချင်မဲ့ရေခိုင်မလားကြပြပဲစက်ခိုင်မလားကြီးစားစားပဲရေခိုင်မလားကိုကိုရဲ့တငယ်ချင်းကောင်းတယောက်လိုမိတ်ဆွေတယောက်လိုမျိုးအခုသုံးချင်တယ်လို့သုံးလို့ရနေတာဗျအဲ့တော့ Google Play Store သွား Gemini ဆိုတော့ရှာ download ဆိုရယ်အလက်က free ကြိုက်တယ်လို့သုံးလို့ရတဲ့ application လေးလူတိုင်းမှာဖုန်းရှိရင်ဒါမျိုးတစ်ခုကတော့ရှိလို့ရှိထားတင်နေပေါ့ဗျာနော်အဲ့တော့အလုပ်တွေမှာသူများထက်တာနေတဲ့အချက်ဘာပဲလုပ်လို့သူများထက်အကြောင်းမှာပဲသူများထက်အားတာနေတဲ့အချက်တွေအကုန်လုံးကဒီကောင်တွေကိုအဲ့လိုသုံးတယ်လို့